င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်ဒေါ်လာပြတ်လတ်နေတယ်အကြမ်းဖက်စစ်ကောင်စီကပြည်တွင်းကပို့ကုန်ရငွေဒေါ်လာတွေမအပ်နှံတဲ့ကုမ္ပဏီ100ခုကိုလိုင်စင်တွေရုပ်သိမ်းလိုက်ပြီးပိုင်ရှင်တွေကိုပါအမှုဖွင့်လိုက်လို့ထွက်ပြေးတင်းရှောင်တဲ့လုပ်ငန်းရှင်တွေရဲ့နိုင်ငံကူးလက်မှတ်တွေပါဖျက်သိမ်းလိုက်တယ်ဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကမုံမိန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မြို့ထဲကိုဝင်ရောက်လာတဲ့တော်လန်ကြီးတက်တွေကိုပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမေရိကန်ဒေါ်လာပြတ်လတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကပြည်တွင်းကပုဂံရငွေဒေါ်လာတွေမအပ်နှံတဲ့ကုမ္ပဏီ100ခွန်းခုကိုလိုင်စင်တွေရုတ်သိမ်းလိုက်ပြီးပိုင်ရှင်တွေကိုပါအမှုဖွင့်လိုက်တယ်လို့ထွက်ပြေးတင်းရှောင်တဲ့လုပ်ငန်းရှင်တွေရဲ့နိုင်ငံကူးလက်မှတ်တွေပါဖျက်သိမ်းလိုက်တယ်လို့ နေပြီးတော့စီးပွားကုသန်းဝင်ကြီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အခု2024ခုနှစ်ဧပြီလနဲ့မေလပိုင်းကပို့ကုန်ရန်ငွေအမေရိကန်ဒေါ်လာတွေကိုစစ်ကောင်စီလက်ထက်မအပ်တဲ့ကုမ္ပဏီပေါင်း406ခုရှိတယ်လို့ဆိုထားပြီးအဲ့ဒီကမှကုမ္ပဏီ108ခုရဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် license တွေကိုဇွန်လ29ရက်နေ့ကပဲစစ်ကောင်စီကပိတ်သိမ်းလိုက်တဲ့အပြင်အမှုပါဖွင့်လိုက်တယ်လို့ထွပြေးတိတ်ရှောင်းတဲ့ကုမ္ပဏီပိုင်ရှင်တွေရဲ့နိုင်ငံခြားတွာလာခွင့် နိုင်ငံကုလက်မှတ်တွေကိုပါပိတ်ပင်ဒါတွေအတိလှုပ်ထားတယ်လို့နေပြီးတော့စီးပွားကုသန်းဝင်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ်။ဒါ့အပြင်နိုင်ငံငွေအသေးအတန်လှုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာနောက်ထပ် ZK ZN Trading Company, A Golden Horse Company နဲ့ Royal Lucky Dragon Company အပါအဝင်ပို့ကုန်သိန်းကုန် Company ဆက်နှစ်ခုကိုလည်းလာမယ့်နှစ်ပတ်အတွင်းစစ်ကောင်စီကို American Dollar 18တန်းကျော်ချက်ချင်းပိတ်အပ်ရမယ်ဆိုပြီးတော့ပါညွှန်ကြားထားပြန်တယ်လို့သိရပါတယ်။အဲဒီ company 12ခုကိုလည်း နှစ်ပတ်အတွင်းအမေရိကန်ဒေါ်လာ18တန်းကျော်စစ်ကောင်စီကိုမပေးရင်တော့အဲ့ဒီကုမ္ပဏီ12ခုလုံးလဲလုပ်ငန်း license တွေပိတ်သိမ်းခံရမှာဖြစ်တဲ့အပြင်ပိုင်ရှင်တွေကိုပါအမှုဖွင့်ပြီးပိုင်ဆိုင်မှုတွေလည်းချိတ်ပိတ်ခံရမှာဖြစ်တယ်လို့နိုင်ငံခြားတွာလာလို့မရအောင်နိုင်ငံကူးလက်မှတ်တွေပါဖြတ်သိမ်းခံရမယ်ဆိုပြီးတော့လဲစစ်ကောင်စီကချိန်ကြောက်ထားတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံတဝက်73ဇီတွေပြတ်လတ်နေတဲ့အချိန်မှာပဲစီစိမ့်နှုတ်တွေထပ်မံမြင့်တက်သွားပြီး စက်သုံးစီဆိုင်တွေမှာလဲစီထဲမဲ့ကာဒန်ရှယ်တွေဖြစ်နေကြတယ်လို့ရန်ကုန်မြို့နယ်တက္ကစီရင်မောက်တအုပ်ကပြောထားပါတယ်လက်ရှိရန်ကုန်မြို့မှာဆိုရင်စက်သုံးစီပြက်လက်နေတဲ့အချိန်မှာပဲစီစင်းနှုံတွေဟာလဲထပ်မံမြင့်တက်သွားပြီစက်သုံးစီလဲလို့တလောက်မရသလိုစီဆိုင်တိုင်းလို့လို့မှာလဲတက်စီနေတဲ့ကားတွေဟာအတန်းလိုက်ကြီးတွေဖြစ်နေတဲ့အပြင်စီစေးတက်သွားတာတော့လူဝဲနေရတယ်လို့ရန်ကုန်မြို့နယ်တက္ကစီရင်မောက်တအုပ်ကရှင်းပြထားပါတယ်တစ်ဖက်မှာလဲနေပြီးတော့မန္တလေးပါဝင်အခြားမြို့ကြီးတွေမှာလဲစက်သုံးစီပြက်လက်မှုတွေကိုကြုံနေရပြီး ဒီကနေ့ဩဂုတ်လ၂ရက်နေ့မနက်ပိုင်းမှာလေဘွေလီဘွေလင်း၅နာရီဝင်းကျင်လောက်ကစပြီးပြည်သူတွေဟာ73စီရဖို့စီဆိုင်တိုင်းလူလူမှာကားတွေဆိုင်ကယ်တွေနဲ့အတန်းလိုက်ကြီးဖြစ်တဲ့အထိကိုတန်းစီစောင့်ဆိုင်ပြီးတော့ဝယ်ယူနေရတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်တိုင်းမှာရှိတဲ့စက်ယုံအလုတ်ယုံတွေကနေအချက်ဖက်စစ်ကောင်စီရဲ့လျှို့ဝှက်ညှို့ကြချက်အရာလူငယ်အလုတ်သမားအရေးအတွက်ကို UMS CCI ကဒေါခိုင်ခိုင်နွယ်ဆိုသူဦးစီးကောက်ခံပြီးတော့စစ်ကောင်စီကိုတိုက်ရိုက်ပေးဖို့နေတယ်လို့သိရပါတယ် အဲ့ဒီလိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စက်မှုဇုံတွေနဲ့စက်မှုဇုံပြပမှာရှိတဲ့စက်ယုံအလုတ်ယုံတွေကလူငယ်အလုတ်သမားတွေရဲ့စရင်ကိုကောက်ခံပေးဖို့အတွက်ဆိုပြီး UMCCI ကိုစစ်ကောင်စီကလှုပ်ဝက်ညှဉ်းချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်စစ်ကောင်စီလက်အောက်ခံအလုတ်သမားဝင်ကြီးဌာနနဲ့ UMCCI ကအထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ခန့်ခိုင်နွယ်ဦးစီးတဲ့အဖွဲ့တို့ပူးပေါင်းပြီးစက်ယုံအလုတ်ယုံတွေမှာရှိတဲ့လူငယ်အလုတ်သမားစရင်တွေလိုက်ကောက်ပြီးတော့စစ်ကောင်စီကိုတိုက်ရိုက်ပေးဖို့နေတယ်လို့သိရပါတယ်။ဘာအတွက်ကြောင့်အဲ့ဒီလိုလူငယ်အလုတ်သမားတွေရဲ့စရင်တွေကိုလိုက်ကောက်ဖို့ စစ်ကောင်စီကလျှို့ဝှက်ညှဉ်းကြားတယ်ဆိုတာမသိရပေမဲ့အခုချိန်မှာစစ်မှုထမ်းကိစ္စနဲ့လူငယ်တွေကိုစစ်တပ်ကအတင်းအကျပ်ခေါ်ယူတာတွေလုပ်နေတော့အခုလိုလျှို့ဝှက်ကောက်ခိုင်းနေစုကတဲ့ကမတင်ကားစရာဖြစ်နေတယ်လို့ဒါဟာအလုံတမလူငယ်တွေအတွက်တော့စိုးရိမ်ရမယ့်ကိစ္စဖြစ်နေတယ်လို့အလုံတမအရေးလှုပ်ရှားသူတချို့ကတုံ့သက်ပြောဆိုထားပါလိမ့်ခင်ဗျတဖက်မှာတော့မွန်ပြည်နယ်တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကလန်းဘုံမှာရှိတဲ့ကမာဆိုင်ဂျေးရွာအနီးက တန်ကူကွန်ကရစ်တံတားလမ်းပိုင်းဟာမိုင်းပေါက်ကွဲမှုကြောင့်ကျိုးကျသွားတဲ့အတွက်ဂီဒယ်တင်ကားနဲ့ကုန်ကားတွေယာယီပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့အော်ဂလာ၂ရက်နေ့မနက်ပိုင်းမှာပဲတထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကမ်းလန်းပေါ်မှာရှိတဲ့ကမာဆိုင်ဂျေးရွာနီးကတန်ကူကွန်ကရစ်တံတားလမ်းပိုင်းဟာမိုင်းပေါက်ကွဲမှုကြောင့်ကျိုးကျသွားတယ်ဆိုပါတယ်။အဲ့ဒီအတွက်လောလောဆယ်တော့ကုန်ကားတွေနဲ့ခီးသွွားကားတွေလည်းယာယီပိတ်မိနေတယ်လို့မြေဖို့ပြီးလမ်းပြန်ဆက်ပြီးရင်တော့တွားလို့ရနိုင်လိမ့်မယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမုံမိတ်မြို့ကိုတက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့ထဲကိုဝင်ရောက်လာတဲ့တော်လန်ရေးတပ်တွေကိုပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီမုံမိတ်မြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုတန်တမရော TNL ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်လာရင်းနေပဲဇူလိုင်လ31ရက်နေ့မှာတော့စကောင်စီတက်စကန်အားလုံးကိုသိမ်းပိုက်လိုက်ပြီးမုံမိတ်မြို့ကိုပါအပိတသိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီမိုးမိတ်မြို့တိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်စခန်းတွေကနေလက်နက်ပေါင်း600ကျော်နဲ့ခဲယမ်းတွေကိုလည်းတစ်တာလိုက်ရရှိထားတဲ့အကြောင်းကိုပါ TNLA ကနေဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါသေးတယ်အဲ့ဒီလိုမိုးမိတ်မြို့ကိုတိမ့်ပတ်ပြီးတဲ့နောက်မြို့ထဲကိုဝင်ရောက်လာတဲ့တော်လန်ရဲရဲဘော်တွေကိုပြည်သူတွေကပေါင်းပေါင်းဖြတ်ဖြတ်ကြိုဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ thank you